လုံးဝမင်္ဂလာပါ Flan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာပေါ်ကမွတ်စလင်တန်ဖိုးများစွာဟာဘသားကိုဘာလို့မစားကြရလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါဒါအစ္စလမ်ဘာသာရဲ့တင်ကြားကြော်ကြားဆုံးစီမျိုးနေတဲ့ကတစ်ခုပါပဲအဲဒီမှာဒီလိုတင်ကြားတဲ့တာမြင့်ချက်နောက်ွယ်မှာအားကြောင်းရင်းတွေရှိနေတာလေဒါရိုးရိုးဘာသာရဲ့အမိန့်တစ်ခုလားဒါမှမဟုတ်သင်ပေါ်တော့အမှန်တကယ်ကြိုးရှိတဲ့ဉာဏ်ပညာတွေပါဝင်နေတာလားအစ္စလမ်ကသူတို့ကိုဘာလို့ရမယ်ဆိုတာကိုပြပြအောင်သာမကပဲဒီဘဝနဲ့နောက်ဘဝအတွက်အားတွေကသူတို့အတွက်ကောင်းလဲဆိုတာကိုပါလမ်းညွှန်ပေးပါတယ် ။ဒါကြောင့်မွတ်စလင်တွေကသူတို့စားတဲ့အရာ၊ဘယ်ကလာတဲ့အရာနဲ့ဟာလာဖြစ်မဖြစ်ကိုဂယူစားရပါတယ်။ဟာလာဆိုတဲ့အဓိပ္ပာယ်ကတော့ပြန်ပြူထားခြင်းကိုဆိုလိုပါတယ်။သူတို့ဒီစင်မြင့်ကိုလိုင်းနိုင်ရတဲ့အဓိကအချက်ကလာရှင်မြတ်ကိုယုံကြည်စိတ်ချလိုပါပဲ။အစ္စလာမ်မှာရှိတဲ့စင်မြင့်နိုင်ဟာသူတို့ရဲ့ကောင်းကျိုးအတွက်ဖြစ်တယ်ဆိုတာကိုသူတို့သိတာကြပါတယ်။အရှင်မြတ်ကသူတို့အတွက်ကောင်းမွန်တဲ့အရာများကိုပြန်ပြူထားပြီးမတန်ရှင်တဲ့အရာများကိုတားမြစ်ထားတော်မူတယ်လို့ပြောကြားထားပါတယ်။အစ္စလာမ်ရဲ့အဓိကကျမ်းဖြစ်တဲ့ကူရာမဝသားကိုဟာရန်ပြည့်လေးနဲ့တည်တည်ရှင်းရှင်းလင်းလင်းပေါ်ပြထားပါတယ်။ RN ဆိုတဲ့နေပယ်ကတော့တားမြစ်ထားခြင်းကိုဆိုလိုပါတယ်။ URN ရဲ့စာသားတွေထဲကအရေးကြီးဆုံးလို့ဝက်ချက်ကတော့ဝတ်သားဟာရိုးရိုးတားမြစ်ထားတာမဟုတ်ပဲ။ဒါကြောင့်တားမြစ်ရတယ်ဆိုတဲ့အကြောင်းပြချက်ကိုပါပေးထားပါတယ်။ URN မှာတုံးထားတဲ့ Arabic စကားလုံးကရစ်ဖြစ်ပြီးညစ်ဘက်ချင်းဒါမှမဟုတ်ပြေခြင်းကိုဆိုလိုပါတယ်။ဒါကဝတ်သားဟာကိုယ်တိုင်ကကိုမတန်းစင်တဲ့အရာဖြစ်တယ်လို့တားရိုက်ကြညာလိုက်တာပါပဲ။ဇုံတယောက်ကငတ်မှုပြီးအသက်ဆက်ရှင်ဖို့အတွက်အခြားစားသလုံးဝမရှိတဲ့လည်းမချောက်လိုအမှုကြောင့်သာစားရပါကလိုချင်စိတ်လည်းမရှိ တမတ်ချက်ကိုလည်းမကျော်လွန်သူပေါ်တွင်အပြစ်မရှိနိုင်ဘူးလို့ပြောကြားထားပါတယ်။တမန်တော်မူဟာမတ်ကရှင်မင်းရဲ့ပြင်းထန်မှုကိုပိုပြီးလေးထားခဲ့ပါတယ်။တမန်တော်မြတ်ကဝတ်သားစားသုံးခြင်းဟာအရက်တောက်ခြင်းနဲ့အတူလာရှင်မြဲအချိန်ကြီးကိုခံရနိုင်တယ်လို့မိန့်တော်မူခဲ့ပါတယ်။ဒါဟာပေါ်ပေါ်ဆဆသဘောထားလို့မရတဲ့ကိစ္စပါပဲ။မွတ်စလင်တွေဟာဝတ်သားကိုစားသုံးဖို့တမကရောင်းဝယ်ခြင်းဒါမှမဟုတ်ကြီးပွားရေးလုပ်ခြင်းလည်းမပြုရပါဘူး။အလာရှင်မြတ်ကဒီစုံတကူကိုတားမြစ်တဲ့အခါ၎င်းရဲ့တန်ဖိုးဈေးကိုပါတားမြစ်ထားပါတယ်။ဝတ်သားကိုရှောင်ကြရခြင်းအရေးကြီးဆုံးအကြောင်းရင်းတစ်ခုကတော့ တို့ရဲ့ဝေပြုတ်မှုကိုကာကွယ်ဖို့ပါပဲ။အာရန်စားစားနေငယ်များပဲစားသုံးခြင်းဟာတို့ရဲ့ထူထောင်ခြင်းတွေကိုလက်ခံဖို့အခွင့်အရေးနေပါစေပါတယ်။တမန်တော်မြတ်မိန်တော်မူခဲ့တာကဝီးစားစားမှာဟာရန်၊ဝီးချွေမှာဟာရန်၊ဝီးအဝတ်စားမှာဟာရန်ဖြစ်ပြီးဟာရန်ဖြစ်ပြုစုပြောထောင်တာလင်းသုစုတောင်းကိုမိတို့လက်ခံမိနီလို့ဖော်ပြထားပါတယ်။ဒါကြောင့်မူစလင်တွေဟာနည်းနည်းလေးပါလို့မပြောဘဲရွေးရဲ့စိတ်နှလုံးနဲ့အလားရှိမြတ်ရဲ့နှီးစက်မှုကိုထိန်းသိမ်းဖို့အတွက်ဝတ်သားကိုလုံအောင်ရှောင်ကြရတာဖြစ်ပါတယ်။ ကိုရန်ဟာဝတ်သားကိုမတန်ရှင်းဘူးလို့ပြောခဲ့တာဟာဒီနေ့ခေတ်သိပ္ပံပညာရဲ့တွေးရှိချက်တွေနဲ့ကိုင်းညီနေပါတယ်။အလားချင်းများဟာသူတို့ရဲ့ကောင်းကျိုးအတွက်ကြိုတင်ကာကွယ်မှုပေးခဲ့တာပါပဲ။ဝတ်သားမှာပြင်းထန်တဲ့ယောဂဖြစ်စေနိုင်တဲ့တန်ကောင်နဲ့ပုံတော့ကိုပင်ထိခိုက်စေနိုင်တဲ့ဝမ်းနဲ့ကဘာကောင်တို့လိုကဘာကောင်များပါဝင်နိုင်ပါတယ်။ဆပြုတ်ရင်တော့အများနဲ့မသေးဆုံးနိုင်ပါဘူး။ဝတ်တွေဟာချွေးကိုကောင်းကောင်းမထုတ်နိုင်တဲ့အတွက်သူတို့ခန္ဓာကိုယ်ထဲမှာအကျိတ်တော့များဖို့ပုံမထိန်သိမ်းထားပါတယ်။ဒီစိတ်တော့တွေကဝရဲ့စီထဲမှာတူလောင်နေတာကြောင့်နှလုံးရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဝတ်တွေဟာအမိုက်မစင်နဲ့ဒေဗီတာတိရစ္ဆာန်တွေကိုတောင်စားသုံးကြတယ်။ရပတဲ့တိရစ္ဆာန်တွေပါပဲ။နှွားလိုတန်းစင်တဲ့အစာချေစနစ်မရှိတဲ့အတွက်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာယောဂပိုးတွေပိုပြီးရှိနေတာပါတယ်။ဝတ်တွေကိုမကြာခဏပေးလိရှိတဲ့ပနိစီဝါဆေးတွေဟာလူသားတွေမှာဆေးရင်ပါမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ခေတ္တဆေးပညာကလူတွေဖြားမှကုသဖို့ဆောင်ဆိုင်နေပေမဲ့အစ္စလမ်ကတော့အနေမစတင်မှာကတည်းကသူတို့ကိုကောက်ွယ်ပေးထားပါတယ်။ဒါကြောင့်သင်္ခနာကူကအတင်းပေါ်မှာခွင့်ရရှိတယ်လို့တမန်တော်မြတ်ကမိန့်တော်မူခဲ့ခြင်းပဲဖြစ်နိုင်ပါတယ်။ ။ဒါကြောင့်တင်ခနာကူကတင်းပေါ်မှာခွင့်ရရှိတယ်လို့အမန်တော်မြက်ကမိန်တော်မူခဲ့ခြင်းကိုအစ္စလမ်ဘာသာဝင်များကလက်ခံထားကြပါတယ်။မွတ်စလင်တွေကဝသားကိုတားမြစ်တဲ့အကြောင်းအရာယူရှင်ပါတယ်။အလရှင်မြက်ကတားမြစ်ထားလို့ပါပဲ။ဝသားကမတန်ရှင်းတာကြောင့်ထူထောင်ခြင်းနဲ့ဝပြုမှုကိုထိခိုက်စေနိုင်ပါတယ်။အိဗန်ပညာကဝသားကအနေရရှိပြီးကဘာကောင်များအစိတ်တောက်များနဲ့ပြင်းထန်နေတဲ့ဂျမတ်ရည်နဲ့မညီညွတ်တဲ့အသားဖြစ်ကြောင်းတက်တည်ပြနေပါတယ်။ဝဒါကိုရှောင်းခြင်းဟာလာရှိမြတ်ရဲ့ဉာဏ်ပညာကိုယုံကြည်ခြင်းနဲ့သူတို့ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုကာကွယ်ပေးခြင်းပါပဲ။ ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အတွေ့အမြင်တွေကိုလည်းကွန်မန့်မှာမန်းကဲပေးနိုင်ပါတယ်။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။